န်းပူလောင်တာအဲ့အိမ်ကဟိုတည့်ရတွေဆိုတည်မှာကွာဒါစစလုံးမောင်မောင်၃ယောက်ဒီဘက်ဆိုက်ဆိုလို့ရှိရင်အေးချမ်းတယ်ကွာသူ့အတူဘ누구ဟိုရက်ွက်တွေကလူတွေလာပြီးရန်ဖြစ်လဲကိုရဲအေးစေးပဲဟိုဘက်ချက်အဲ့အိမ်ထဲရောက်တာနဲ့ကိုပူလောင်တာအဲ့အိမ်ကြီးလို့သူကရမတ်အိမ်ကြီးသူက အာချင်းလဲကတော့အဓိကတော့ဒီရမတ်အိမ်ကြီးနဲ့ရောက်သွားတဲ့အချိန်မှာတော့ဒါရမတ်ဆိုတဲ့အတိုင်းအာမလေးဘုဒ္ဓကြီးကြီးအကုန်လုံးပူလောင်နေကြတာကြီးပဲပေါ့နော်ပြီးတော့ဒါဆူဆူကကြောဒီကားထဲမှာဒါပန်ကလေးအနေနဲ့မဟုတ်ဘဲနဲ့ဒါကိုအမနဲ့ဟိုမိုးနှောင်းရှာကျင်တာပေါ့အဓိကကတော့အားကြောင့်လို့ဒီအိမ်ကြီးနဲ့ရောက်လာတာပေါ့အာတခါတလေကြာလဲအဲ့လိုပေါ့အဓိကကတော့အရွယ်လေးနည်းနည်းရလာနေမြတ်လို့အဓိကစိတ်ချမ်းသာဖို့ပေါ့ကိုယ်တော့အဲ့လိုစိတ်ချမ်းသာမဲ့ အရာလို့စိတ်အေးချမ်းမဲ့အရာပေါ့ကိုငငယ်တော့ကလို့တော့အဲ့လိုတကုံလုံးပန်းတာမျိုးလည်းမဟုတ်တော့ဘူးကိုကလည်းဟိုအရွယ်တစ်ခုရောက်လာပြီဆိုတော့ပေါ့နော်အဲ့လိုအေးစစေးလေးနဲ့ဟိုကိုတော့စိတ်ချမ်းသာမဲ့အရာတွေပြီးတော့သူတို့ကအမှုပညာလုပ်လို့ရတာဖြစ်တဲ့တော့စိတ်နဲ့အလုပ်လုပ်ရတာကွာအဲ့ အဲဘယ်လိုဖြစ်လို့လက်ခံဖြစ်လဲဆိုတော့အဓိကတော့ဒါစုစုလို့အောင်တီးတိုက်ကအကိုကြီးပေါ့နော်အဲကိုကြီးကျော်ကြီးရယ်ကိုကြီးရောင်ွယ်ပြီးတော့ဒရိုက်တာလည်းပုံဖြစ်တယ်ပြီးတော့မဟာနေရလည်းဒါစုစုကရှေ့မှာလည်းရိုက်ထားရလည်းဖြစ်တယ်အားကြောင့်မို့ဒါစုစုကပြီးတော့ဒီကာရိုက်တာလေးကိုလည်းစုစုကသဘောကျတော့ပေါ့နော်အားကြောင့်မို့လို့ရိုက်ကူးဖြစ်တာပေါ့အဲဒီကာရိုက်တာကျတော့ဒါစုစုရဲ့အစုစုဒီကားထဲမှာမိမိရကျတော့ပေါ့နော်ဒါမဟုတ်မခံပြီးတော့ဒါအမန်တရားဘက်ကနေနေတယ်အဲရမတ်မရှိဘူးပေါ့လို့မျိုး အာချင်းလိုက်ကတော့အဓိကတော့ဒီရမတ်အိမ်ထဲရောက်ရတဲ့အချိန်မှာတော့ဒါရမတ်ဆိုတဲ့အတိုင်းအာမလေးဘဒုကြီးကြီးအကုန်လုံးပူလောင်နေကြတာကြီးပဲပေါ့နော်ပြီးတော့ဒါဆူဆူကကြောက်ဒီကားထဲမှာဒါပန်ကလေးအနေနဲ့မဟုတ်ပဲနဲ့ဒါကိုအမနဲ့ဟိုမိုးနှောင်းရှာကျင်တာပေါ့အဓိကတော့အဲအကြောင်မလို့ဒီအိမ်ကြီးထဲကိုရောက်လာတာပေါ့ပြိတာပြီးအဓိကတော့အဲ့ဟိုဒီတေရောကမွန်းနဲ့အဲ့လိုလောင်းနေဟာပေါ့နော်အဲအမနဲ့ရောစင်းနံပါတ်အစဖွင့်မှာကလေးဟိုကလေအမနဲ့လူလူရဲ့လို့ပြောကြတာပေါ့လေဟုတ်ဆူဆူဒါဇာကားလိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါဒီဇလန်းဆက်ညောလည်းအဲ့လိုဒီသမျိုးလေးဖြစ်သွား ောင်ပေါ့အဲ့လိုမျိုးသူတို့လည်း driver လည်းအဲ့လိုရိုက်ထားတာပေါ့ဒီကားထဲမှာဒါ character တစ်ခုချင်းစီကကောင်းတယ်ပြီးတော့ဒီစကားလေးကကျတော့ဒါပညာပေးကားလို့လည်းဖြစ်တယ်ပေါ့လူတွေကဒီလောဘတွေဒေါသတွေဒီရမက်တွေများလို့ရှိရင်နောက်ဆုံးမှဘလို့ဖြစ်တတ်တယ်ပေါ့အဲ့ဒီရဲ့ဟာတွေကိုပြသသွားတာပေါ့ကိုမကောင်းတာလို့လို့ရှိရင်မကောင်းတာဖြစ်မယ်အဲ့လိုမျိုးတွေပေါ့နော်ဒီလူတွေရဲ့အပူလောင်မှုတွေများတဲ့ဟာတွေ အလိုရမှတ်တွေများတာတွေအလိုပြီးတော့သူဝစ်ပြန်လေတဲ့ဟာမျိုးတွေရောပေါ့နော်အကုန်လုံးအဲ့ဒီဟာတွေကိုပြသွားတာပေါ့လေမမေကြီးတဲ့ခန်းမှာပြောဆိုတာကိုကဒါကိုတိတဲ့ဟာတွေကိုဒါမမေကြီးကိုပြောပြတာပေါ့အမှလည်းဟိုမမဝတီကလည်းဝင်လာတာဆိုတော့ကိုကပြောရမလားမပြောရလားကိုကဒီအင်ကြီးဒီအင်ကြီးကိုရောက်လာတာဟိုဘ누구ကိုအဖေခေါ်လို့ဘ누구အမေခေါ်လို့ခေါ်ရမလဲမသိဘူးဘ누구ယုံရမလဲလည်းမသိဘူးအဲအဲ့လိုမျိုးဖြစ်နေတာမျက်စိတကယ်နားတကယ်နဲ့ဟိုပြီးတော့ မမကကြတော့လည်းပျောက်သွားပြီပြည်စံတော့မိုးနှောင်းနဲ့လည်းတွေ့တော့မိုးနှောင်းလည်းသတိပြန်ရပြန်အဲအဲ့လိုမျိုးတွေပြည့်နေတာပေါ့ဟုတ်ကဲ့ပါစုစုနေနဲ့အရန်ဝမ်းသာပါတယ်ဒါတို့ဒါစုစုချစ်တဲ့စိတ်နဲ့ကြည်ပြီးလို့ပြီးတော့စုစုဒီကားထဲမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒါစုစုအိုင်တင်ကောင်းကြတယ်အဲဒါတို့သဘောကျကြတယ်ပေါ့အဲ့ဆိုလည်းဒါစုစုစူးစားရတာစူးစားရချို့အများကြီးနဲ့ပါတယ်ဟုတ်ကဲ့အော်တခါတလေကြတော့လည်းအဲ့လိုပေါ့အဓိကတော့အရွယ်လေးနည်းနည်းရလာနေမြတ်လို့အဓိကစိတ်ချမ်းသာဖို့ပေါ့ကိုယ်တော့အဲ့လိုစိတ်ချမ်းသာမဲ့အရာလို့စိတ်အေးချမ်းမဲ့အရာပေါ့ဆိုတော့အကုန် ဟိုဒီပေါ့အဲ့လိုပဲပြောရမှာပေါ့အဲ့လိုအေးစစေးလေးနဲ့အေးစစေးလေးပဲအဲ့လိုဖြစ်ကျင်တယ်ပေါ့အဲ့လိုအရန်ဟိုလိုမျိုးကြီးလဲဟိုငငယ်တော့အလိုတော့အဲ့လိုတကုံလုံးပန်းတာမျိုးလဲမဟုတ်တော့ကိုကလည်းဟိုအရွယ်တစ်ခုရောက်လာပြီဆိုတော့ပေါ့နော်အဲ့လိုအေးစစေးလေးနဲ့ ဟိုကိုယ်တော့စိတ်ချမ်းသာမဲ့အရာတွေပြီးတော့သူတို့ကအနုပညာလုပ်လို့ရတာဖြစ်တဲ့တော့စိတ်နဲ့အလုပ်လုပ်ရတာကွာအဲ့တော့ကိုယ်နဲ့စိတ်ချမ်းသာတဲ့သူကိုစိတ်ဟိုဟာဖြစ်မဲ့သူစိတ်ပျော်တဲ့နေရာပေါ့ကွာတည်ရမှာအရင်ကြီးအလုပ်လုပ်ရတယ်ဆိုပြီး pressure ကြီးတွေလည်းအဲ့လိုမဖြစ်ချင်ဘူးအော်ပျော်ပျော်ရွှင်ရွှင်လေးပုံပုံပပလေးနဲ့အဲ့လိုအလုပ်လုပ်ရတယ်အဲ့လိုမျိုးဆိုရင်ပျော်တယ်ကွာအဲ့လိုစိတ်ပျော်ရဲ solution ရယ်စိတ်ပျော်တဲ့နေရာမှာပဲအလုပ်လုပ်ချင်တော့တာမျိုးပေါ့အမှန်လေအရင်ပူလောင်တာအဲ့အိမ်ကြီးက ဟိုတည့်ရတွေဆိုတည်မှာကွာဒါစစလုံးမောင်မောင်3ယောက်ဒီဘက်ဆိုက်ဆိုလို့ရှိရင်အေးချမ်းနဲ့ကွာသူ့အတူဘလူးဟိုရက်ွက်တွေကလူတွေလာပြီးရန်ဖြစ်လဲကိုရက်အစ်စေးပဲဟိုဘက်ထအဲ့အိမ်ထဲရောက်တာနဲ့ကိုပူလောင်တာအဲ့အိမ်ကြီးလို့သူကရမတ်အိမ်ကြီးသူကဒါအပြင်မှာလဲဟိုလူ ဒါလူဆိုတော့ဒါဘာလို့မဆိုလောဘဒေါသမောဟတွေရရှိကြတာပေါ့အခုနကစွစုပြောသလိုပဲဒါရိုက်ပြသွားတယ်ဆိုတော့လည်းဒါမကောင်းတာလုပ်လို့ရှင်မကောင်းသလိုဖြစ်မယ်ပေါ့နော်ဒါဒီဇာကားကိုချစ်ခြင်းအပြင်ဒါတိမာပေါ့တိရမလားဒါဇာသိမ်းမှာဆိုဘလို့ဖြစ်မလဲဒါပညာပေးသဘောမျိုးပဲပေါ့အဲ့လိုမျိုးရိုက်ပြသွားတာပေါ့လေဟုတ်ဟုတ်ကဲ့ပါဒါနောက်ပိုင်းတွေမှာလည်းဒါဇက်ရှိန်ကြီးအများကြီးတက်ဖို့အတွက်ရှိရပေါ့နော်အဲစွစုကိုဒီရမတ်ထဲမှာအားပေးကြတဲ့အတွက်လည်းစွစုကချစ်ပရိသတ်ကြီးအားလုံးရင်းရင်းနဲ့တကယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်